ားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ကျတာရိတ်သာသမီများတဲ့ဂျွန်လတလစာဟောစရန်ကို ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျတာရိတ်သာသမီများအနေနဲ့ဒီလမှာမပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးအောက်ကိုအစင်ပြေပြေချွတ်ချွတ်ဝုန်းဝုန်းနဲ့အောင်မြင်မှုတွေကိုကြုံရဖို့ရှိပါတယ်ဟုတ်ပြီမိမိရဲ့အခက်ခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်မိမိကနေအိမ်နေရာတွေပြင်ရတာမျိုးပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လည်း ီကာလမှာလုံးဝပြည့်ပြည့်မှာပြောင်းလဲပါလို့ပြောချင်တယ်။အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုးမျိုးရစီစဉ်ထားတာမျိုးရှိမယ်ဆိုဒီကာလမှာပြောင်းတဲ့နဲ့ပို့ပြီးပြောင်းတဲ့နဲ့ပြောင်းနေတဲ့နေရာမှာလည်းပို့ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီးโอเคလာလိမ့်မယ်တွေ့ရပါတယ်။နောက်ဒီလတွင်မှာပေါ့နော်ရဝေးရနေပြီးတော့မှအဆက်တွေကောင်းနေရဝေးရနေပြီးတော့မှအခုညီကောင်းနေအများအများအများပေါ်ပေါက်လာတတ်ပါတယ်။နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရတဲ့အောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာအခုခွန်ရေးကောင်းတွေအများအများပေါ်တက်လာပါတယ် ။တခုကကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ဟိုဒီနေ့မှာဒီလားမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ။အဲ့အဲ့ဒါရှိတဲ့ကြောင့်မလို့ဆိုပြီးအရှိမကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင့်မလို့မိမိကအခက်ခဲကြုံတွေ့ရဖို့ရှိပါတယ်။အဲ့တော့ဒီကာလမှာပေါ့မိမိကနော်ဇုံတစ်ခုကိုမျောကိုပြီးတော့တစ်ခုခုကိုချီးငါပြီးစစ်စင်တာမျိုးလုံနေမယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဘေးရမှာမျောကိုပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နိုင်ပါနော်။နောက်ပြီးတော့ မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အကူအညီတွေရတတ်ပါတယ်ကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝပြန်ရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလုံးဆရာရှိရတာတွေကိုပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်လုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိမိသားစုတွေမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတွေ့နေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအဆင်ပြေသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားရတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြဿနာဖြစ်တတ်တယ်အဲသူတို့နဲ့ပြဿနာဖြစ်ပြီဆိုရင်တော့ပြဿနာလုံးဝလုံးဝမရှင်းပါနဲ့ပတိရအောင်စောင့်နေပါဟိုမျက်နှာလွှဲချင်းလွှဲလိုက်ပါကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတဲ့အခါကျမိမိရဲ့လက်အောက်ငယ်သားတွေကတရရောက်ကောနော်ထိကိုက်ချရာထိကိုက် တာမျိုးနောက်ပြီးတော့အနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖမ်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိမိရဲ့လက်အောက်ငသားကြီးတွေကနေပြီးတော့မှစိုးရင်ရတဲ့သူရှိတယ်ဆိုဒီကာလမှာတတိထားဖို့ဘာလို့လို့တတိထားဖို့ပြောဆိုပေးတာလို့နေပြောခြင်းတယ်နောက်ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီးဆိုတာနဲ့အမှအဲ့ကာလမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ် တခုတော့ရှိရပါဘောဘာပဲလို့လို့ဘာပဲကင်ကဒီလာမှာတစထိုးလုံးဝလုံးဝမလုပ်ပါနဲ့တစထိုးလုံးမယ်ဆိုတော့အမှားယွင်းတွေကြုံတွေ့ရပြီးမိမိကရှိနေတဲ့ရနေတဲ့အခွင့်အကောင်းတွေကိုစုံချရတတ်ပါတယ်နောက်ပြီးတော့ဒီကာလမှာဘောလုံးဖို့ကင်ပတ်တွေထရနေမိမိကိုအစည်းပွားပြိုင်တာမျိုးတွေဒီတက်ပို့ပြီးပို့ပြီးပြိုင်တာမျိုးဒီတက်ပို့ပြီးကိုယ့်ကိုအဲ့ရစည်းပွားရေးတွေကိုပို့ပြီးလူ့ကိုစူးစမ်းတာမျိုးဖြစ်တတ်တယ်အဲ့ဒါဆိုရင်လည်းစိတ်အေးလေအေးနေလောက်ရရှိအောင်လုပ်ပါဘာကြောင့်လဲဆိုတော့ဒီလာမှာညာဘာလို့ okay မယ်ဘာလို့အဆင်ပြေမယ်ဒါမဲ့သူတို့ဘာကြောင့်ကြောက်ကိုကပြောင်းလဲရတာသူတို့ဘာကြောင့် ကိုကရွှေ့လိုက်ရတာမျိုးဆိုရင်တော့ဝမိရဲ့ဒီရာတိတ်နေရထိုက်တဲ့အခွင့်အရေးတွေကနှဲသွားပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခရီးတွေ၊ဖျားဖို့ခရီးတွေ၊ဝေကျေးဝင်မဲ့ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ခရီးတွေထွက်ရတတ်တယ်အဆင်ပြေတယ် AC ပဲအကြံနာမှမရှိဘူး။နောက်ပြီးတော့လူမှုရေးတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွဲခန့်ရတာမျိုးရှိတတ်တယ်။အကြောင်းမလို့လုံးဝလုံးဝမဖြစ်နဲ့။နောက်ဒီကာလမှာပေါ့ပါလဲဆိုမျက်နှာထိခိုက်တယ် အာမင်းပြန်ဝင်ချင်မှရှိတယ်ဘသူကနေပြီးတော့ဟာမျက်နှာဟဲ့ဘသူကမျက်နှာကြီးဗာထိပွားတယ်ဗာထိပွားတယ်ဆိုပြီးအဲ့တော့တရင်ကြားပြီးဆိုတာမိမိကမိမိအိမ်မှာရှိနေတယ်မျက်စောပြချင်းကိုတော့မျက်ကြည့်ကိုပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးရောမျက်နှာကိုမျက်နှာသိရေပူဇော်ပေးပါနော်အဲ့တော့ဒီကာလမှာပေါ့နော်ဒီကျမ်းမာရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို အကျော်ရှင်ကြီးကြိုက်ခဲရညောင်းညတာမျိုးပင်ပန်းတာမျိုးเนาะသွေးအားနေတာမျိုးလူကအယံအားနေတာမျိုးဖြစ်တတ်တယ်။အကြောင်းမလို့ဒီကိုကိုအားနေလို့ယူဆရတယ်ဆိုတော့ဆေးတောက်တာမျိုးအားဆေးတော့နှံ့လို့လုပ်ပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့အဲ့ရလေးလဲသွားတတ်တယ်အားနေပြီးလဲသွားတတ်တယ်ပေါ့နော်။ဒါပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးပြောရမှာဆိုဒီကာလမှာအခြေကတော့လုံးဝလုံးဝအေးအေးဆေးဆေးပဲဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမှာဆိုရင်တော့ជីနိုးစရာပြေးသွားတဲ့အခြေအမျိုး လုံးဝဘာပြည့်နာမှမတက်တဲ့အခြေမျိုးကြုံရရဖို့ရှိတယ်။နောက်ချစ်သူမရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအသက်တွေရတတ်တယ်။နောက်ရောရလက်ကောင်းတွေရချစ်တတ်တယ်။နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောပြောချင်ပါတယ်။အဲမိမိထက်ငယ်တဲ့သူတွေပေါ့နော်။မိမိထက်ငယ်တဲ့သူတွေကြောင့်ပဲမိမိအစိတ်ငြိရတာမျိုးပင်ပန်းတာမျိုးပေါ့နော်။အဲ့ဒါလေးပဲကြုံမှုပေါ့ရှိတာပေါ့နော်။နောက်တစ်ခုကျတော့ပါလဲဆိုတော့ ဒီတလားစာပေါ့နော်ဒီလာမှာပေါ့အခက်အခဲတွေကြုံနေရတယ်ပင်ပန်းကမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရားလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လူပါဘိမုတ်မရှိဘူးဆိုရင်တော့ကိတ်မုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့ထူတမ်းပေးပါမကြမကြဆိုလို့လူတမ်းပြီးပြီးမိမိရဲ့အခက်အခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆုတောင်းပေးပါအဲ့ဒါဆိုရင်မိမိရဲ့အခက်အခဲတွေကင်းပြောက်သွားပါလိမ့်မယ်အားလုံးပဲရလဲကောင်းနေရရှိကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံပါကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကြုံလာမှာโอเคကြပါစေနော်